ဒီဘက်ဥရောပဆင်မြင့်ထက်ကပရီးမီးယားလိဒင်းတွေဆွမ်းဆောင်ရင်းများဒီတစ်ပတ်မှာကစားခဲ့ကြတဲ့ဥရောပပြိုင်ပွဲတွေမှာပရီးမီးယားလိရဲ့အင်အားကြီးဒင်းတွေဖြစ်ကြတဲ့မန်ချက်စတာယူနိုက်တက်စပါးနဲ့ချက်စီတို့ကအတီးတီးအနိုင်ယူခဲ့ကြပေမဲ့ဒီရည်မှာဒုတိယလူဖြစ်နေတာဂျီနိုက်ခရတဲ့တစုံတနေတို့ကတော့အင်္ဂလန်အမရိမှာရှုံးနေရင်ဆိုင်ခဲ့ရပါတယ်ပရီးမီးယားလိကို300စီဇတ်တိုက်ဒုတိယလူဖြစ်နေတာဂျီနိုက်ခရတဲ့အာဆင်နယ်ကချန်ပီယံလိဂ်ဆီမီဖိုင်နယ်ပထမကြောမှာ PSG ကိုတိုက်စစ်မှုဒမ်ဘီလီရဲ့တလုံးနဲ့သောအတွင်းကိုနဲ့ရှုံးနေခဲ့ပါတယ်အင်္ဂလန်မှာရှုံးနေခဲ့တာကြောင့်ဒုတိယကြောမှာ PSG ရဲ့အကွင်းမှာကစားရမယ့်အာဆင်နယ်တို့အတွက်ကတော့ ညှောလင့်ချက်နေပါနေတယ်လို့ဆိုရမှာပါ။ဒါပေမဲ့မထင်မထားတွေလုံးပြနိုင်မလားဆိုတာကိုတော့စောင့်ကြည့်ရမှာပါ။ယူရိုပါလိစီမီဖိုင်နယ်ပွဲစဉ်တွေကိုကြည့်ရမယ်ဆိုရင်စပိန်မြန်မာစပိန်အသင်းဖြစ်တဲ့ဘီဘာအိုကို၃ဂိုးပြတ်တီးခဲ့တဲ့ဂိတ်ကြီးတို့ကတော့ဒီနိုင်ရမှုကြောင့်ဖိုင်နယ်တက်ဖို့တေချာတယ်လို့ဖြစ်သွားပါတယ်။ဒါပြင်တခင်ကြီးတို့ဟာဒီရာသီဥရောပပြိုင်ပွဲတွေမှာရှုံးမွေးမရှိသေးတဲ့တည်တင်းတော်အသင်းဖြစ်နေတာကြောင့်ဒီရာသီယူရိုပါလိဖလားဆိုတာကတခင်ကြီးယူနိုက်တက်အတွက်ပဲဆိုတာအမြင်ကြီးလက်ခံမလွဲပါပဲ။တစ်ဖက်မှာလည်းပရီးမီးယားလိအသင်းကြီးတည်တင်းဖြစ်တဲ့ တခင်းကြီး United ရဲ့တန်းစင်းတုံညီကူဖြစ်တဲ့စပါးကလည်း Norway ကလပ်အသင်းဖြစ်တဲ့ Bodeglin ကိုအင်ကွေးမှာ3ဂိုးတကူနဲ့အနိုင်ရခဲ့ပါတယ်။ဒီရလဒ်တို့ကြောင့် United နဲ့စပါးတို့ကသူတို့ရဲ့ပြိုင်ပွဲတွေရဲ့ဘလူးဘွဲကိုတတ်သွားပြီလို့ပြောရမှာပါ။ဒါပြင် Euro Conference League Semi-final ပထမကြော့မှာလည်းတကယ်တည်းတဲ့ Chelsea တို့ကအဝေးကွင်းမှာဂျာကာတင်းအသင်းကိုတကိုးလေးကိုးနဲ့အနိုင်ယူခဲ့ပါတယ်။ဒီရလဒ်နဲ့ဆိုရင် Chelsea လည်းဘလူးဘွဲကိုတက်ရောက်ဖို့တည်ကြတယ်လို့ဖြစ်သွားပြီလို့ဆိုနိုင်ပါတယ်။ဒါကြောင့်ဒီတစ်ပတ်ရဲ့ Europa ပြိုင်ပွဲတွေမှာ Premier League အသင်းတွေရဲ့စွမ်းဆောင်ရည်ကိုကြည့်မယ်ဆိုရင်ဒုတိယလူလေး Arsenal ကလွဲလို့ကျန်တဲ့ United စပါးနဲ့ချက်စီးတို့ကအတီးတီးနိုင်ရရှိခဲ့ကြပြီးသူတို့ရဲ့ပြိုင်ပွဲတွေရဲ့ဘောလူပွဲကိုတက်ရောက်ဖို့အလားအလာကောင်းတွေရှိနေပါတယ်။အာဆင်နယ်ကတော့ဒုတိယကြော့မှာပဲဘလို့ဆွမ်းဆောင်ရည်မျိုးတွေပြန်လည်ပြသနိုင်မလဲဆိုတာစိတ်ဝင်စားစောင့်ကြည့်ရမှာဖြစ်ပါတယ်။ဒီမှာ